ကျွန်တော်လည်းအောက်ရှေ့ကနေရုံးကန်လာခဲ့တာပါအဲကျွန်တော်ဈေးရောက်မှုပါတယ်အရင်တော့ကကြောက်ချောင်းကြေးရွာလို့ခေါ်တယ်အဲ့ရတယ်ကျွန်တော်ဒီဘက်ကိုလှေနဲ့ကူလာပြီးကျွန်တော်အထမ်းနဲ့ရောက်မှုပါတယ်အဲ့ဒီမှာရှိတဲ့အုံးမေတော်တော်များများကျွန်တော်ရောက်ထားတာတွေပါရုံးကန်ရတာပါကျွန်တော်အဖေဆို18နှစ်သားနဲ့ရန်ကုန်ကိုတက်လာတာအဖေကကျူးကျော်ရက်ွက်လေးပဲနေမှုပါတယ်ဖိမဲ့စင်ရောက်မှုပါတယ်အဲ့ဒီဘဝကနေကျွန်တော်ဒီဘဝရောက်တဖြည်းဖြည်းအဖေတို့ကစူးစမ်းခဲ့တယ်ကျွန်တော်ဆက်စူးစမ်းတယ်ပေါ့ဟိုရောင်းမကောင်းလို့ဟိုမရလို့မစားတဲ့နေ့ရှိသလိုရောင်းကောင်းပြီးတော့အဲ့ဘက်ကိုစားဖို့အချိန်မပေးနဲ့လို့မစားလိုက်ရတာလည်းရှိပါတယ်ဟုတ် ဟုတ်ကဲ့နကတ်စာဒီမှာနကတ်စာဟုတ်ကဲ့ဟုတ်ကဲ့နကတ်စာလားနကတ်တော့၄ပြီ။အဲ့ဒါကပြီးတန်းနက်နက်ခုပါလား။နဲ့အိလား။နဲ့အိထဲမှာဟုတ်ပြီ။ရောအဲ့တော့စပြားထည့်လိုက်တော့။လေးပြီးထည့်လိုက်။လေးပြီးထည့်လိုက်တယ်ဒီကနေ့။ဟုတ်ပြီ။၃ပြီ။ဒါတော့ဒီထည့်။ကျွန်တော်လည်းအောက်ခြေရနေရုံးကန်လာခဲ့တာပါ။အဲ့ကျွန်တော်ဈေးရောက်မှုပါတယ်။ဘာမှရောက်မှုလဲဆိုတာကေတာ9ရက်ခွဲဈေးပါရောက်မှုတယ်။အဲ့တာကေတာ30ရက်ခွဲဈေးမှလည်းကျွန်တော်ရောက်မှုပါတယ်ဗျ။အဲ့ရကျွန်တော်တို့နဲ့ဟို အကြီးကျယ်လို့ကျွန်တော်တို့မှတ်မိတဲ့လူတွေအများကြီးရှိပါတယ်တခါတခါကျွန်တော်တွားပါတယ်အဲ့ဒီနေရာတွေကိုဟုတ်ဒါကကျွန်တော်တို့ငယ်ဘဝမှာဖြတ်တန်းခဲ့ရတာပါပြီးတော့ကျွန်တော်သက်ပင်လေးတွေကိုပြိုးအိမ်လေးတွေမှာထည့်ထည့်ပြီးကျွန်တော်ရောင်းတာလေကျွန်တော်ဒီဒီသုဝနာဆိုလို့ရှိရင်သုဝနာဒီဟောပါဘို့ဟိုအလုသမားတိုင်းရလို့ခေါ်တာပေါ့35ပြားတိုင်းခန်းနေကြားထဲမှာကျွန်တော်ရောင်းခဲ့တဲ့ပင်တွေအများကြီးပါပဲကျွန်တော်တာကိတကိုကျွန်တော်တို့အခုမြားရမုံဖြစ်သွားတဲ့နေရာပေါ့အရင်တော့ကကြောက်ချောင်းကြီးကြေးရွာလို့ခေါ်တယ်အဲ့ဒီကနေကျွန်တော်ဒီဘက်ကိုလှေနဲ့ကူလာပြီးကျွန်တော်အထမ်းနဲ့ရောင်းမှုပါတယ် အဲ့ဒီမှာရှိတဲ့အုံးမေတော်တော်များများကျွန်တော်ရောင်းထားတာတွေပါဟုတ်ကဲ့ပါအဲ့တော့ကိုတေးဆောင်ဝေပြီးကြော်ဆိုတာဖြစ်ပြီလားမဖြစ်သေးဘူးဗျမဖြစ်သေးဘူးအဲ့ဒါလည်းအများကြီးဝေးသေးတယ်အဲ့ဒါကကျွန်တော်တို့88ပေါ့နော်88နဲ့90ကြားတဲ့မှာကျွန်တော်92ကြားမှာကျွန်တော်ကဒီရုပ်ရှင်လောကတွေကိုပြောင်းဝင်လာဒါပေမဲ့ကျွန်တော်အဲ့ချိန်မှာခလေးသရုပ်ဆောင်သုံးကားတော့ရိုက်ဖူးတယ်အဲကျွန်တော်ဖေကကျွန်တော်ကထုတ်လို့ရေးလုပ်တယ်ပေါ့နော်အဲထုတ်လို့ရေးမှာလုပ်ဖူးတော့ကျွန်တော်ကခလေးသရုပ်ဆောင်နှစ်ကားသုံးကားလောက်ကျွန်တော်ပါဝူးတယ်အဲ့တော့အဲ့တော့ပြောပြလေဒီမှာရောင်းခဲ့ရမယ်လို့ဟိရောင်းတယ် အဲကျွန်တော်ကျွန်တော်စပယ်စိုက်တယ်ပေါ့စပယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေတနေ့ကိုတနေ့ကိုပေါ့စပယ်အဖူ9000အနေတသိန်းထွက်တယ်စပယ်ကင်းကြီးကျွန်တော်ရှိဘူးတယ်ပေါ့ဟုတ်လက်တွေဆိုစိမ့်နေတာပဲကျွန်တော်နေ့တိုင်းစပယ်ဖူးခူးရတာပေါ့နော်ဟုတ်ဒါကျွန်တော်ငယ်ဘွားတွေပါဟုတ်ငယ်ဘွားတော့ဒါအစ်မပြေဒီဘယ်စူးစမ်းရုံးကန်ရုံးကန်ရတာပါရုံးကန်ရတာပါကျွန်တော်အဖေဆို18နှစ်သားနဲ့ရန်ကုန်ကိုတက်လာတာအဖေကကျူးကျော်ရက်ွက်လေးပဲနေဘူးပါတယ်ဖေးရစင်ရောင်းဘူးပါတယ်အဲ့ဒီဘွားကနေကျွန်တော်ဒီဘွားရောက်တဖြည်းဖြည်းအဖေတော့ကစူးစမ်းခဲ့တယ်ကျွန်တော်ဆက်စူးစမ်းတယ်ပေါ့ဟိုရောင်းမကောင်းလို့ ဟိုမရလို့မစားတဲ့နေ့ရှိသလိုရောင်းကောင်းပြီးတော့အဲ့ဘက်ကိုစားဖို့အချိန်မပေးနိုင်လို့မစားလိုက်ရတာလည်းရှိပါတယ်ဟုတ်ဟိုအဲ့အသက်ဘယ်ရွယ်အထိဖေးရအောင်လဲကျွန်တော်ကဘယ်အသက်ဘယ်ရွယ်ဖို့ကျွန်တော်နွေရစီလေးရောင်းတယ်နေမိုးရီဆိုကျွန်တော်ကြောင်းတက်တဲ့ခါတဲရတယ်ငါးသားဘောလုပ်ငန်းရှိတယ်မိုးရင်းကြလို့ရှိရင်အဲ့ရနေနွေဘက်ကြလို့ရှိရင်ဟိုဟင်းသီးရွက်ကလည်းစောင်းလို့ရစာရင်နွေဘက်က ထွက်လို့အကောင်းဆုံးအဲအဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်ကျောင်းအားရရဲ့စနေတင်းကလေးဆိုသွားရောက်နေကျွန်တော်ဆိုင်ဟဲရတော့မဟုတ်ဘူးကျွန်တော်တို့အတားတော်ပဲခင်းပြီးတော့အဲ့တော့မဆိုးပေါ့မဆိုးလေးပိုင်းလေးခင်းပြီးကျွန်တော်တို့ရောင်းကြတယ်ပေါ့အတားတော်ရွက်ဒီအိမ်မှာရှိတဲ့ခုတဲ့တပြေပန်းပါညာအကုန်လုံးမုံလာချမောင်စိုက်ထားတဲ့အဲ့ဒါတွေသွားရောင်းကြတယ်ပေါ့ဟုတ်အဲ့တော့တရုတ်ဆောင်ဝယ်လူကျော်ဆိုပြီးတော့ကိုငငယ်တော့ကလို့အိမ်မှာမတ်ခဲ့ဘူးလားကလေးတရုတ်ဆောင်လည်းလုပ်ခဲ့ဆိုတော့ပြောပြပါအောင်အဲကလေးတရုတ်ဆောင်ကကျွန်တော်အစက်ရောင်တောင်ကြားဆိုရယ်နှလုံးသားနဲ့ရင်ရပါပြီဆိုတော့ဒါနှစ်ကားမှကျွန်တော်လုပ်ခုတယ်ပေါ့အစက်ရောင်တောင်ကြားဆိုရယ်ကားပါတော့များတယ်ပေါ့ဥနေရောင်နဲ့ ဥနေရောင်နဲ့ဟုတ်ဥနေရောင်ပေါ်ကားစားပေါ့နော်ဥနေရောင်နဲ့ကျွန်တော်ရိုက်ဖူးပါတယ်ပေါ့အဲအိမ်မက်တော့ဖြစ်ရပါသေးတော့မဟုတ်ဘူးပေါ့နော်အဲဖြစ်တော့ဖြစ်ချင်တယ်ပေါ့နော်ဒါပေမဲ့ဘဝသနာပါတာအဖေအဖေကဟိုးလုံးကရွှေရွှေလုံးထွန်းလွင်ရဲ့တပည့်ရင်းပါအခုကိုညီညီထွန်းလင်းလို့နောင်ထွန်းလင်းလို့နဲ့ဒါကိုနဲ့အတူတူကြီးပြင်းလာခဲ့ရတဲ့သူပေါ့သူတို့ရေထိန်းချောင်းလာခဲ့ရတဲ့ထဲမှာပါတယ်ပေါ့။နောက်ဖေးကရွှေလုံးစိုးသိပ်ဆိုပြီးဇာညုံနေရေးတယ်။အဲသူကထုတ်လို့သူလောက်တယ်ပေါ့နော်။အဲဖြစ်ချင်လားသူ။သူကဟိုကလေဖက်ဖူးရောင်လို့ပါလို့ဆိုတဲ့ဇာကားထဲမှာသူပါဘူးတယ်။ အဲအဲဟိုဟာဝိုင်းတရောင်မျိုးဆိုတဲ့ဒါရိုက်တာကျွန်တော်တို့တိတိလေးရှိသေးတယ်အဲ့တော့သူကပါဘူးတယ်သူကဖြစ်ချင်တာမင်းသားဖြစ်ချင်တာအဖေအဲ့တော့သားကိုသူကဖြစ်အောင်ကြိုးစားတာဗောနော်အဲ့ကြောင့်အဲအဲ့တော့ကျွန်တော်တို့ကခက်ပြိုင်လည်းရှိခဲ့တယ်အဖေကစာအုပ်တိုက်ထောင်ခဲ့တယ်ခြေတော့စာအုပ်တိုက်ထောင်ကကျွန်တော်ပတ်လိုက်စာပေနောက်ကျတော့ကျွန်တော်တို့နဲ့တလန်းနဲ့39လမ်းမှာဆိုလို့ရှိရင်မြင့်တီတာစာပေရှိတယ်အဲ့နောက်တခါ32လမ်းနဲ့မှာကျွန်တော်တို့တိုက်ကညီညီစာပေကျွန်တော်တို့ရှိသလိုအဲ့ထဲမှာပဲဟိုဟာ ဟိုစပယ်ဦးစာပေဆိုတာရှိတယ်အဲ့တော့တစ်ချိန်မှာစပယ်ဦးဟိုမြစ်တီလာစာပေရနေပြီရဲကုတ်ကိုဆိုတဲ့မင်းသားတယောက်ဖြစ်လာတယ်လို့စပယ်ဦးရုပ်ရှင်ရနေပြီတရားတင်ဆိုဆိုတဲ့မင်းသားတယောက်ဖြစ်လာခဲ့တယ်အဲ့တော့ပန်းလိုက်စာပေရလည်းမင်းသားတယောက်ဖြစ်ရမယ်ဆိုပြီးတော့ဟိုနောက်ကလိုက်ကြိုးစားရတာပေါ့ကျွန်တော်နောက်ဆုံးလူပါဟုတ်ဟုတ်ဒါတော့အဲ့ဒီအကြောင်းလေးညွှန်ပြပါဦးရှိပါတယ်အဲ့တော့စာအုပ်တိုက်တတိုက်စီရလည်းဟိုကို့မိန်းမတွေကိုဟိုစာရေးဆရာမဖြစ်တင်ခဲ့ကြတယ်အဲ့တော့စပယ်ဦးစာပေရနေပြီတော့အဲခင်ခင်လေးဆိုပြီးတော့ဟာဟာဟိုတရားတင်ဆိုအမေဦး တင်ခဲ့သလိုဒီဘက်ကလည်းမြင့်စီတာစာပီကလည်းမြင့်စီတာဆိုတဲ့စာရေးဆရာမကိုရက်ကူကအမေကိုတင်ခဲ့တယ်ကျွန်တော်အမေကလည်းတက္ကသိုလ်ညွန့်ညွန့်တင်းဆိုပြီးတော့ပန်းလိုက်စာပီကထွက်ခဲ့မှုပါတယ်အမေကတော့အုတ်90ကျော်ထွက်မှုပါတယ်ဟုတ်ကပ္ပစီနာရှင်တွေပေါ့ဟုတ်တယ်မိဘတွေကတော့တော်တော်ကလာကျွန်တော်တို့ရဲ့ခစ်ပြိုင်မှုပေါ့နော်အတူတူတွဲတက်လာကြတဲ့စာပေတိုက်တူတူအဲနောက်ဒီတော့ဒါလည်းစာရေးဆရာမ ဘယ်သားတွေအတူတူပေါ့နော်ပြပြုတ်ဆောင်နေအတူတူဖြစ်ခဲ့ကြရတယ်ပေါ့ဟုတ်မင်းသားဖြစ်လိုက်ပြောဖေရလက်မထောင်ပြီးတော့ဒေချောချောပေါ့ဟုတ်ပါဘူးသူဖေရပြောနေကြပါအရင်ကတော့ကွာလဲမင်းကဥဆုသိမ့်သားပေါ့လေမင်းမင်းသားဖြစ်တော့ငါဝေလူကျော်ဖေကြီးဖြစ်သွားတော့လေ ဒီအရွယ်အထိမိဘတွေကိုစောင့်ရှောက်ခွင့်ရတယ်ပြုစုခွင့်ရတယ်ဆိုတော့ကုသိုလ်လေးတစ်ခုဟာကျွန်တော်တို့အမတန်မှကံကောင်းပါတယ်ပေါ့နော်လူတိုင်းလည်းအဲ့ဒီကုသိုလ်လေးတွေရနိုင်ကြပါစေပေါ့နော်။ဒါဖြင့်ဟိုမိဘတွေအရင်ကွယ်လွန်သွားတဲ့သာသမီတွေရှေ့ကြတယ်လို့မိဘတွေအစောကြီးတိမ်းမသွားလို့မိဘဟလာကိုပြုစုစောင့်ရှောက်ခွင့်မရတဲ့သာသမီတွေလည်းအများကြီးပါပဲ။ကျွန်တော်ကတော့မိဘတွေအားလုံးနောက်ဆုံးအချိန်အထိအရွယ်လွန်စေအထိပြုစုစောင့်ရှောက်ရတဲ့သာသမီတွေဖြစ်တယ်လို့မိဘရဲ့အရေးအောက်မှာလည်းကျွန်တော်တို့အရွယ်နောက်ဆုံးအချိန်အထိကိုလိုရတဲ့သာသမီတွေဖြစ်ကြပါစေပေါ့နော်။ဟုတ်ကဲ့ပါ။